ါဒါလေးကိုဒါကစာပေကျမ်းဂန်မှာဒီနေရာမှာရှိပါတယ်သိမ့်ထားတာအဲ့တော့ဒီတရားဖြစ်ပေါ်လာတာတော့ပါရဏသီပြီမှာပါဘယ်မှာလဲအဲ့တော့ပါရဏသီပြီကခေမိယဆိုတဲ့တရက်ဥယင်ထဲမှာပါရဏသီပြီကခေမိယဟုတ်ပြီခေမိယဆိုတဲ့တရက်ဥယင်ထဲမှာအရှင်ဥဒေနာဆိုတဲ့ယဟန်တပါတရင်သုံးနေတယ်ဘယ်သူလဲလဲ အရှင်ဥဒိနာဆိုတဲ့ယဟန်တပါသရင်သုံးနေတယ်အဲ့ဒီသရင်300အရက်ကိုဂေါတမုခဆိုတဲ့ပုံနာကပါရဏတိကပုံနာမဟုတ်ဘူးတနေရကြီးကလာတာဟုတ်ပြီနော်ဂုံတယ်ကြီးပဲဆိုကြပါစို့ပုံနာဂုံတယ်ကြီးဂုံတယ်ကြီးကကုံအယောင်းဝယ်ပြူရင်းနဲ့ပါရဏတိပီကိုရောက်လာတယ်ရောက်လာပြီးရင်ပုံနာတွေရဲ့ဓလိထုံးစံရပါလဲဆိုတော့သူတို့ကပညာကိုလူလားတဲ့ပုံကိုယ်တွေဆိုတော့ အယောင်းဝယ်ကိစ္စအားလပ်ပြီးအချိန်ရပြီဆိုတာနဲ့ဒီအရဒေတာမှာပညာရှိတဲ့လူဘယ်သူရှိလဲဟုတ်ပြီနော်တရားသိတဲ့လူဘယ်သူရှိလဲထေရှားကြော်ကြားတဲ့လူဘယ်သူရှိလဲဒါတွေကိုရှာဖွေပြီးတော့တို့ကလိုက်ပြီးတော့တွေ့ဆုံတယ်မေးမြန်းတယ်အသိပညာချင်းဖလှယ်ဒီအကျင့်ကလေးဟာအလုံးအတူယူသိမယူသိအမြဲတမ်းပညာကိုစီးပူးနေရတယ် အဲ့တော့ဂေါတမုခပုံနာကလည်းဗာရဏသီရောက်ခိုက်တမနာဗေမနာတွေနဲ့တွေ့ကျင်နေဆိုတော့အခုခေမိယသရဲ့ဥယျာဉ်ထဲမှာအရှင်ဥဒိနာဆိုတဲ့အရှင်မြတ်သတင်းသုံးနေတယ်လို့သတင်းကြတော့ဂေါတမုခကခေမိယနဲ့ခေမိယအရှင်မြတ်ကြီးနဲ့တွေ့ဖို့ခေမိယဆိုတဲ့သရဲ့ဥယျာဉ်ထဲမှာဥဒိနာအရှင်မြတ်ကြီးနဲ့တွေ့ဖို့လာတယ်သူလာတဲ့အချိန်က နေခင်းဆွစားပြီးတော့ယဟန်တန်ဃာတွေနားတဲ့အချိန်မဲ့ဆိုကြပါစို့အဲ့တော့မြတ်စွာဘုရားရှင်လက်ထက်ကယဟန်တော်တွေဟာမနေ့ဆုံးကကြွပြန်လာတရားရှုမှယေရှုမှမဲ့သင်္ကန်းချုပ်ယေရှုမဲ့တပိတ်ဖို့ယေဖို့မဲ့အစရှိတဲ့လုပ်ငန်းပြီးဆွစားဆွစားပြီးတာနဲ့နေသန့်စင်ဘာလို့လဲတော်တဲ့တောင်းတဲ့တစ်ပင်ရိတ်ဝါပင်ရိတ်စိတ်ငြိမ်ရာကိုတပားစီတဏှာထဲမှာနှစ်ပါးစုမလေးဘူးစုနေစကားပြောမှာဆိုလို့တပားစီ တရင်သုံးပြီးတော့စိတ်ဉာဏ်ရမှာတရားနှလုံးသွင်းပြီးတော့နေတာကိုနေတန့်စင်တယ်လို့ခေါ်တယ်။အဲ့တော့အဲ့ဒီလိုအချိန်ဆိုတော့အခုခေတ်လို့ဆိုရင်တော့စာဇူတိုင်းဆိုတော့စာပီးအိနေဘိခဝေဟုတ်ပါလားဟဲ့အဲ့ဒီကျင့်စဉ်ဆိုရင်တော့ဖရားလန်းစင်နဲ့မကြိုက်ဘူးပေါ့အဲ့တော့အရှင်ဥရိဏစီကိုလာတဲ့အခါမှာဂေါတမုခကအဲ့ဒီလိုစာပီးအိတ်တက်တဲ့အချိန်မျိုးလာတယ် ဘာလို့လာတာလဲဆိုတော့အကြောင်းရှိပါတယ်သူပြောပါလိမ့်မယ်နောက်ပိုင်းမှာနော်အဲ့တော့ယဟန်နေအနားယူနေတဲ့အချိန်မှာသူကလာလာတော့အရှင်ဥဒိနာကအဲ့ဒီအချိန်မှာဘာလုပ်နေလဲဆိုတော့တောထဲမှာဈေးညံလျှောက်ဘာလုပ်နေလဲဈေးညံလျှောက်ပါဘုရားဆိုတော့ယဟန်နေဟာနေ့လယ်နေ့တန့်စင်တဲ့နေရာမှာထိုင်နေတယ်ကြီးပဲလို့ပဲတတ်မှတ်လို့မရဘူးနော်ထိုင်လို့ငိုက်နေတယ်ဆိုလမ်းလျှောက်အောင်မှာပေါ့မတ်တရရအောင်မှာပေါ့ နော်ထိဏမိတ်တာကိုဖြည့်ဖြောက်ရမယ်စိတ်အညစ်အကြေးတွေဖြည့်ဖြောက်ရမယ်ဆိုတော့စိတ်ကိုလေးလံထိုင်ပန်းစေရတဲ့ကာမစ္ဆန္ဒပြဘာဒထိဏမိတ်တာဥဒိစ္စကုက္ကုစမရှိဘူးလားအဝိဇ္ဇိကိစ္စဆိုတော့အဲ့ဒီတရားတွေဝင်မလာအောင်အာထုတ်ရအဲ့တော့အရှင်ဥဒိဏဘာလုပ်နေလို့ဈဉ္ညာလျှောက်ဘာလုပ်နေလဲဈဉ္ညာလျှောက်ဈဉ္ညာလျှောက်နေတဲ့ဂေါရမုခရောက်လာတယ်ရောက်လာပြီးတော့ကြည့်တယ်ဥဒိဏတွေ့တယ်တွေ့တော့အရှင်မြတ်ကြီးစီဝင်တယ်ခေတော့တယ်သူကတော့ဘယ်မှာဟိုကသူကသူဈဉ္ညာလျှောက် ဈေးညံလျှောက်တော့ကြောက်ပြီးတော့ဘေးကနေပြီးတော့ဈေးညံလျှောက်တဲ့နောက်လိုက်လာလိုက်လာရင်းနဲ့အရှင်ဥရိဏလမ်းလျှောက်နေတာကကျမ်းမာရေးအတွက်လျှောက်နေတာလားတရားမှတ်နေတာလားတရားမှတ်နေတာအမတ်တတိမလွတ်စီပဲနဲ့သွားနေတော့တရားမှတ်နေတယ်ဆိုတာသိတော့ဂေါတမုခပုံနာကဘာပြောသလဲဆိုအရှင်ဖျားတဲ့ လောကမှာတရားဆောင်တဲ့ယဟန်မရှိဘူးလို့တပည့်တော်ထင်ထားတာတဲ့ဘာဖြစ်လဲအေးတရားဆောင်တဲ့ယဟန်လောကအခုတရားအထုတ်နေတဲ့ပုဂ္ဂိုလ်မရှိပါဘူးကွာလို့သူ့မှာဒီအယူဖြစ်နေတယ်တဲ့အဲ့ဒါအရှင်ဖျားလို့ပုဂ္ဂိုလ်နဲ့မတွေ့သေးလို့တဲ့ဘာလဲဘာလဲ အရှင်ဘုရားကဲ့သို့သောပုဂ္ဂိုလ်မျိုးကိုမဖူးမြင်ရသေးသေးသောကြောင့်သာတပိတော်ဒီလိုထင်မိတာထင်ပါရဲ့ဘုရားခတ်ထီထီလေးပြောတယ်ဘယ်လိုပြောလဲခတ်ထီပါဘုရားပုံနာဆိုတာကယဟန်နဲ့တဲ့ကိုမတဲ့တာဗျနော်ပုံနာကမြတ်စွာဘုရားနဲ့တကွာယဟန်တွေကိုပုံနာအုပ်စုကမတဲ့ဘူးဘာလို့မတဲ့ဘူးအယူဝါဒနဲ့မကြိုက်လို့ပြော အဲ့နားမှာပညာရှိဖြည့်ဖြည့်တတ်အောင်လို့အယူဝါဒနဲ့မတူလို့လို့မပြောနဲ့မြတ်စွာဘုရားကဝါဒပိုင်ရှင်မဟုတ်ဘူးဟုတ်ပြီနော်မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကဘုရားရဲ့အယူဝါဒတွေလားမဟုတ်ဘူးလောကတဘာဝအမှန်တရားပြန်ပြောတလုံးနဲ့ပြောရင်တစ္ဆာတရားပြောတစ္ဆာတရားတလုံးနဲ့ပြောရင် ဲ့သစ္စာတရားကိုအာလုံးသဘောပေါက်နားလည်အောင်ပြောရရင်လောကတဘာဝအမှန်တရားပြန်ပြောလောကတဘာဝအမှန်တရားတလောကလုံးနဲ့သက်ဆိုင်တဲ့သဘာဝကြသောအမှန်တရားအဲ့တော့ပုံသားတွေယူဆထားတဲ့မြမကြီးကလောကကြီးကိုဖန်ဆင်းတယ် သူတို့ပုံသားမျိုးကမြမာတွေရဲ့ဗဇက်ကမွေးတယ်ကြံတဲ့လူမျိုးတွေကချက်ကမွေးတယ်ဘိုက်ကမွေးတယ်ခြေထောက်ကမွေးတယ်ရှောက်ပြီးတော့ပြောထားတာတွေကအမှန်တရားတွေလားအယူဆတယ်အယူဆပါဘုရားရှင်းလားရဲ့ရှင်းပါဘုရားအဲ့တော့အယူဝါဒမတူလို့လို့ပြောမဲ့အစားနော်အယူသူ့အယူနဲ့မကိုက်ညီလို့ပြန်ပြောလောကအမှန်တရားပေါ်လာတဲ့အခါသူတို့အယူဝါဒတွေဟာ တဖြည်းဖြည်းမိမ့်မိန်သွားတယ်နော်ကိုယ်ကွယ်သူစီကတ်သူယုံကြည်သူနဲလာတယ်ဆိုတော့ तू ကလည်းအတူတူပေါ့ကွာသူတို့ရဲ့အယူအဆကြီးကွယ်ပြောက်သွားမှာစိုးရိမ်နေပေါ့သူ့ဘာသာသူစောင့်ရှောက်အောင်မှာဟုတ်ကဲ့သူ့မျိုးသူစောင့်ရှောက်အောင်မှာဟုတ်အဲ့တော့ဗုဒ္ဓကိုသူတို့ယံလောက်တာပေါ့ဟုတ်လားဗုဒ္ဓကဘုသူ့ကိုယံလောက်ရန်လုံးเสียရောရှိလားရှိပါဘူးဗျာမြတ်စွာဘုရားဝါရပြိုင်တဲ့လူလားအမှန်တရားပြောတဲ့လူလား အမှန်တရားပြောတဲ့လူမှယန်သူဆိုတာပြောတဲ့လူမှမရှိဘူးဟိုကြံတဲ့လူကယန်ထားတာသူနဲ့မဆိုင်ဘူးဒီကုဂေါဒမူကကဥရိဏကိုပြောပြီခတ်ထီတီလေးပြောတာအရှင်ဖျားတဲ့လောကမှာတရားဆောင်တဲ့အဲလောကမှာတရားစောင့်တဲ့ယဟန်မရှိဘူးလို့တပည့်တော်အယူဖြစ်နေတာတဲ့အရှင်ဖျားလိုပုဂ္ဂိုလ်နဲ့မတွေ့သေးလို့ထင်နေတဲ့ ဆိုတော့ဒီစကားကသူကချီချီလင်းလင်းပြောတဲ့စကားမဟုတ်ဘူးပြီးတော့ဥဒိဏဘာမှပြန်မပြောဘူးဈဉ္ညာလျှောက်နေရကနေပြီးတော့ပုံနာကနောက်ကနေလိုက်ပြီးဒီစကားကိုပြောနေတော့အตาလေးတရားမှတ်နေတာကိုရုတ်သိမ်းပြီးတော့ကြောင်းပေါ်တက်လိုက်တယ်ဘယ်ပေါ်တက်လဲကြောင်းပေါ်တက်တယ်ကြောင်းပေါ်တက်လိုက်ကြောင်းပေါ်တက်ပြီးတော့မှကြောင်းပေါ်မှာအရှင်ဥဒိဏအတွက်ခင်းထားတဲ့နေရာလေးမှာသတင်းသုံးထိုင်လိုက်တယ်ပုံနာကလည်းနောက်ကလိုက်ဝင်လာ လိုက်ဝင်လာတော့အရှင်ဥရိနာကအရင်ထိုင်ပြီးပြီဆိုတော့ပုံနာကြီးတဲ့အလိုရှိမယ်ဆိုရင်ထိုင်ပါတဲ့နေရာတွေအများကြီးရှိပါတယ်ဗါတဲ့အလိုရှိမယ်ဆိုရင်နေရာတွေအများကြီးရှိပါတယ်ဒါကအိရှင်ရဲ့ကျင့်ဝတ်နော်အာဝတိကဝတ်ကိုယ်စီလာလေတဲ့ပုဂ္ဂိုလ်ကိုကနေရာပေးရတယ် ဲ့တော့ဟိုကလည်းဧည့်သည်ဖြစ်နေတော့မမဖျားတဲ့တပည့်တော်သူကဲ့သို့ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလို့လဲမို့လို့လဲတဲ့အရှင်ဖျားတို့ကထိုင်ပါလို့ခွင့်မပြုဘဲနဲ့တပည့်တော်တို့မှာထိုင်ရန်မဝင့်ပါဘူးဖျားအမေပုံသားကလည်းဒီလိုလာတယ်ဒါလောကဝတ်ဖဲဧည့်သည်ဆိုတော့သူများအိမ်ထဲဝင်သွားပြီးတော့နော်မိမ့်မိန်ကြီးသူများမပြောသေးပဲအခန်းသားဝင်ထိုင်နေလို့မရဘူးလာပါထိုင်ပါဆိုတော့မှဒါထိုင်ရမှာမဟုတ်ရင်သူကခတ်တီတီနဲ့ကိုယ်နဲ့လည်းတယောက်မှမသိဘဲနဲ့ ကြုံတဲ့နေရာဝင်ထိုင်ချလိုက်ရောအိမ်ဦးကမှမသိအကြီးကဲနေတဲ့နေရာမှမသိဆိုရင်ဒါဟာကျင့်ဝတ်မပြတ်ဘူးလားပြတ်ပါပါအဲလူမှကျင့်ဝတ်စည်းကမ်းတွေအများကြီးရှိတယ်အဲ့တော့အိမ်တိမ်သွားလဲဆိုဥစဉ်တို့ရှိတယ်ငယ်တုန်းကငယ်ငယ်ကမှတ်သားရဘူးတာလေးတစ်ခုပေါ့ဘုံကြောင်တစ်ခုကိုသွားလဲတဲ့အခါအိမ်ကခမဲတော်မဲတော်ကခေါ်သွားတယ်ခေါ်သွားတော့အเจ้าကဆရာတော်ကြီးကတော့ကတော့ပြီးတော့ကိုက ဆောရကစားရတဲ့လူဆိုတော့ခတ္တီကြီးပဲတွေးတဲ့ထိုင်ကုန်ပေါ်ထိုင်လိုက်အဲ့ဒီမှာကြောင်းကကပ္ပိယာကြီးကစူပါတယ်စဉ်းစားတယ်ဒါမင်းတို့ထိုင်ရမယ့်နေရာမဟုတ်ဘူးတဲ့ကြောင်းကကြောင်းတိုင်ဆရာတော်ကြီးသုံးတဲ့နေရာတဲ့အဲ့ဒီနေရာကိုကြံတဲ့ပုဂ္ဂိုလ်ဘယ်သူမှသုံးပိုင်권မရှိဘူးဘာလို့ဆိုတော့အထွတ်အမြတ်အလေးအမြတ်ပြုတဲ့ပုဂ္ဂိုလ်ရဲ့သုံးဆောင်တဲ့ပစ္စည်းကိုတခြားသောပုဂ္ဂိုလ်တွေမိဘဝဲသုံးဆောင်လို့မရဘူးရှင်းသလား ဒါကျင့်ဝတ်တွေလောကကျင့်ဝတ်တရားတွေဒါဥစဉ်တို့ငငယ်လေးကလေးကအမှတ်သားထားတယ်ဒါဝတ်လို့သူတစ်ပါးနေရာကိုသွားရင်ဘယ်တော့မှအယံကရောမထိုင်ဘူးမတုံးဆွဲဘူးခွင့်မပြုမချင်းဘာမှမထိဘူးရှင်းတယ်နော်ကောင်းပြီအဲ့တော့ကြည်ဂေါတမုခကလည်း तू ကရင်ချီးတဲ့ပုဂ္ဂိုလ်ပညာရှိသူကိုယ်သူပြန်ပြီးတော့ပြောချင်တာတပည့်တော်တို့ကဲ့သို့ကဘယ်လိုဘာပမာဏရှိလို့လဲတဲ့အရှင်ဖျားခွင့်မပြုဘဲနဲ့တပည့်တော်ထိုင်လို့မဖြစ်ပါဘူးတဲ့ အခုရှင်ဘုရားခွင့်ပြုကြရတော့တပည့်တော်ထိုင်ခွင့်ပြုပါဆိုပြီးတင့်တင့်လျှောက်ပါရမှာထိုင်ထိုင်ပြီးတော့ခုနစကားပဲထပ်ပြောတယ်အရှင်ဘုရားတဲ့တပည့်တော်ကလောကမှာတရားဆောင်တဲ့ယဟန်နေမရှိဘူးလို့တပည့်တော်ယူဆထားတာတဲ့ဟုတ်လားအဲ့ဒါအခုရှင်ဘုရားလို့ပုဂ္ဂိုလ်နဲ့မတွေ့သေးလို့ထင်နေအကိုတော်ကတော်တော်တရားအထုတ်နေတာပဲဘာညာနဲ့ပြောသလိုအငေါ်တူးသလိုပုံစံဖြစ်နေတယ်ဒီတော့အရှင်ဥဒိဏကအေးအေးဆေးဆေးပဲပြန်ပြောတယ်ပုံနာကြီးတဲ့ သင်ကငါနဲ့စကားပြောပြစ်အောင်စကားခေါ်နေတာဒါဟိုကတရားအထုတ်နေတဲ့ပုဂ္ဂိုလ်လို့အလိုက်သိရင်ဒါပြောเสียလို့သလားဘလုံးသူ့အသူစိတ်ညင်ရာကစောင့်ရင်စောင့်မစောင့်ရင်ပြန်သွားဒီလိုမဟုတ်ဘူးဇွတ်ကြီးကိုဒါလိုက်ပြောနေတာကတက်တက်မဲ့ပြဿနာဖန်တီးနေရမရောက်ဘူးလားရောက်တော့ငါပုံနာသင်ကငါနဲ့စကားပြောဖို့အလိုရှိပုံရတယ်တဲ့ငါနဲ့စကားပြောမယ်ဆိုရင် ငါပြောတဲ့စကားကိုအခုငါပြောတဲ့စကားကိုနားလည်ရင်နားလည်တယ်နားမလည်ရင်နားမလည်ဘူးငါ့ကိုပဲပြန်ပြောပါတပါသောပုဂ္ဂိုလ်ကိုမပြောပါနဲ့နားမလည်ရင်ငါ့ကိုပဲပြန်မေးမယ်ဟုတ်ပြီတော့စကားပြောဆိုတာတင်တဲ့ငါကြားမှာပဲပြီးမယ်ဆိုရင်ငါတို့စကားပြောမယ်ဟုတ်လားယေတချို့က အခုလိုတရားဟောကြတဲ့ပုဂ္ဂိုလ်တွေရဲ့တရားတော်တွေပဲဖြစ်ဖြစ်အချင်းချင်းပြောတဲ့စကားပဲဖြစ်ဖြစ်တဆင့်အပြင်ကိုတည်သွားပြီးတော့ဝေဖန်ခိုင်းတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါဘူးခေါင်းလည်းမိုက်မဲတဲ့ပုဂ္ဂိုလ်တွေကအစအဆုံးပြည့်စုံအောင်မလိလမသုံးသပ်ဖဲနဲ့နော်အဲ့ဒီကိုကဘာတက်လို့အဲ့ဒီကိုတော့ဘာမှုလို့ဒါဒီလိုမဖြစ်သင့်ပါဘူး ဟမ်ရမ်းပြီးဝေဖန်တဲ့လူတွေမရှိလားဝေဖန်ရင်ဝေဖန်တဲ့လူမှာရောအပြစ်မဖြစ်ဘူးလားအဲ့ဒီဝေဖန်ချက်အလွဲကို use ဆွဲယူသွားတဲ့ပုဂ္ဂိုလ်အားလုံးမှာရောအပြစ်ဖြစ်ပြီဒါဒုက္ခမျိုးစုံရောက်ပြီအဲ့တော့အဲ့ဒီလိုဖြစ်မှဆိုလို့တင်တဲ့ငါနဲ့ပြောတဲ့စကားကိုတင်တဲ့ငါနဲ့ကြားထဲမှာပဲမပြေလည်ရင်ဒီမှာပဲဖြေရှင်းမယ်နားမလည်ရင်ငါ့ကိုဝက်ပြန်မေးမယ်ဟုတ်ကလား အဲ့ဒါနားမလဲတာကိုနားလဲပါတယ်လို့လည်းပြောเสียရမလို့သလိုသိရင်သိပြီမသိရင်မသိဘူးငါတို့နှစ်ယောက်ကြားမှာအပြန်အလှန်ဂရိကိုပြုကြမယ်ဆိုရင်စကားပြောမယ်တဲ့ဟုတ်လားရေဒီဟာစကားအပြင်ယူသွားပြီးတော့တောင်ဝေပံမြောက်ဝေပံတောင်ကဲရဲ့ညောင်ကဲရဲ့เนาะလောက်တာမျိုးတွေမဖြစ်စေခြင်းဘူးဆိုတော့မှကောဓမုကပုံနာကမှန်ပါဗျာတဲ့အရှင်ဖျားပြောတဲ့စီကံကျင့်ဝတ်တိုင်းတပြီတော့ကျင့်ဆောင်ပါမယ်တဲ့ တပည့်တော်နားလည်ရင်နားလည်ကြောင်းနားမလည်ရင်နားမလည်ကြောင်းသိရင်သိကြောင်းမသိရင်မသိကြောင်းမသိနားမလည်တဲ့တရားကိုအရှင်ဖျားကိုသာပြန်လဲနားလည်သည်တိုင်အောင်မေးမြန်းပါမယ်တဲ့တပည့်တော်ဂတိပြုပါတယ်ဒီတော့မှမြတ်စွာဘုရားအဲအရှင်ဥဒိဏကကောရမုခပုံကားကိုတကကြီးတဲ့တကကြီးကအဲ့ဒါလို့လောကမှာတရားစောင့်တဲ့ယဟန်တွေမရှိဘူးဆိုတဲ့အယူဆမျိုးရှိတယ်လို့ အချိန်ချင်းပြောနေတော့တင်းတဲ့ငါနဲ့ပြောเสียရစကားဖြစ်လာပြီတဲ့ဒီတော့တင့်ကိုအရင်ဆုံးသိအောင် ပြောရရင်လောကမှာပုဂ္ဂိုလ်၄မျိုးရှိတယ်တဲ့ပုဂ္ဂိုလ်ဘယ်နှမျိုးရှိတယ်၄မျိုးပါဗျာအဲ့တော့အဲ့ဒီပုဂ္ဂိုလ်၄မျိုးကဘာတွေလဲလို့ဆိုတော့နံပါတ်၁ပုဂ္ဂိုလ်မိမိကိုယ်ကိုဆင်းရဲစေတဲ့ပုဂ္ဂိုလ်မိမိဆင်းရဲကြောင်းကိုအဖန်ဖန်အားထုတ်တတ်တဲ့ပုဂ္ဂိုလ် ြောမိမိကိုယ်ကိုဆင်းရဲစေတဲ့ပုဂ္ဂိုလ်မိမိဆင်းရဲကြောင်းကိုအဖန်ဖန်အားထုတ်လေးရှိတဲ့ပုဂ္ဂိုလ်ဟုတ်ပြီနော်ဒီလိုပုဂ္ဂိုလ်မျိုးကလောကမှာမရှိဘူးလားရှိပါဘူးနံပါတ်1ပုဂ္ဂိုလ်ကသူတစ်ပါးကိုဆင်းရဲစေတဲ့ပုဂ္ဂိုလ်တဲ့ပြောသူတစ်ပါးဆင်းရဲကြောင်းကိုလည်းအဖန်ဖန်အားထုတ်လေးရှိတဲ့ပုဂ္ဂိုလ်ပြော